ပြည့်မဲ့ကလေးတွေနဲ့အရက်သားတွေရရဆက်ဆက်ဘုံကျဲတက်ဖြက်ခံနေရတာကိုကြည့်ပြီးနိုင်ငံတကာအနေနဲ့စစ်အုပ်စုကိုအကူအညီပေးနေတာတွေကိုရက်တံဖို့ကရင်ငင်းချမ်းရေးထောက်ကူပြုကွန်ရက် KPSN ကအော်တိုဘလ10ရက်နေ့မှာသဘောထားထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။မိုးပြင်းနဲ့အရှိမြောက်ပိုင်းဘီလီမြို့နယ်ထဲကထိပါနုထကြေးရွာကိုအော်တိုဘလ9ရက်နေ့ညကစစ်တပ်ရဲ့ပေါင်900ဘုံနဲ့ဂျဲချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ကလေးငယ်9ဦးသေဆုံးမှုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်ပိုင်း KPSN ကအခုလိုထုတ်ပြန်တောင်းဆိုလာတာလည်းဖြစ်ပါတယ်။အခုလိုစစ်တပ်ရဲ့လှုပ်ရွက်ကိုတေချာရှုမြင်သုံးသပ်ပြီးသူတို့ကိုထောက်ပံ့နေတာတွေဖျက်တောက်ဖို့လိုတယ်လို့ KPSN ကွန်ရက်ရဲ့တာဝန်ခံစောအရဝတ်ကအခုလိုပြောပါတယ်။ဒီဒီမီယာဖောက်ကွာလိဒါကမတ်ပထူတော်ဒီတဲ့ပကား တလဲဘကဘာအာပါတီဘကဘောကွာဆမေဘာဝဲကတော့ခဲရဒီဒါပတိပါလေတလောက်ကတော့တယ်လားနာကီရဘမနီကိုဘီနီဝဲတာဂီခိုင်လေတော့ပပါလာကတ်တို့လဲနင်းနင်းတဝဲနင်းမေဝဲတာတလောက်တကလေခန်လပါဒူဘတော့ဘောဟိုရာလောလေတာဒူတရတော့လောတီကလေရောတီကလေနာတော့ဘူလီအူတီလောပါတော့တဒူတရန်တကယ်တော့လောပါတော့လဲခန်မှုကနဆွေဒီနေဖောက်ကုန်ဘာတီရတာပါ အတိဝဒရေကန်နေမေးတာပါဖိုဒီဖို့တာတော့ပချုခိုးတယ်ပါတော့မနော်ဖိုဒါနေရမေးဝဒတာတခါလေအဝဲအတိတင်တော့ပွားပြီးတော့ပကတိတင်ညာဝဒထီထီကောကားတယ်ပါလေကောင်းမြတ်ပြီးတော့သူမဆိုးတော့အတာမတပလူဘလမာအဝဲဘတ်ဒိုတပါဝေဝခွဲရည်နေနေကောင်းမြတ်ဝဲတာလေကတော်လေကတော်ကွန်မြူနတီခါလေတော့ကောကတော်တဲ့ဖူး နေခတာနေပါကရှိနေဝတာဒီကောကပတ်တူပါတာတော့ရှိနေဝတာဒီဝေါ်မော်နော်အက်ရှင်မော်နော်ပြစ်မဲ့အရက်သားပြည်သူတွေပေါ်ရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်တဲ့စစ်တပ်ရဲ့လုပ်ရဟာနိုင်ငံကဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးပေါက်တာလည်းဖြစ်တယ်လို့ KPS ရဲ့ထုတ်ပြန်ချက်ထဲမှာဆက်လက်ပြောဆိုထားပါတယ်။အခုလိုလေကြောင်းတိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်လာတာဟာလည်း ဒီဇင်ဘာလကုန်မှာကျင်းပဖို့စီစဉ်ထားတဲ့အတူရောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့အတွက်သာဖြစ်ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့တိုက်ခတ်မှုတွေတွုံးမြင့်လှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ထိပါလို့တာကြေးရွာဟာ KNU ထင်းကျုပ်တဲ့တမဟာတင်နေမြေထဲမှာရှိပြီးဒီတက်ခတ်မှုမတိုင်ခင်ကဒီစီဘောခေါ်ဖို့ပလန်နဲ့ဒီစီဘောခီကြေးရွာတွေကိုလည်းစစ်တပ်ကပြီးခဲ့တဲ့လတွေတုန်းကပုံကျဲတက်ခတ်တာတွေလှုပ်ဆောင်ခဲ့ပါသေးတယ်။ အဲ့ဒီဘုံကျဲတက်ခတ်မှုဖြစ်စဉ်တွေမှာစည်ရည်ပြမမဟုတ်တဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးကြောင့်ခရိယံဘုရားကျောင်းနဲ့အယက်သားနေအိမ်တွေကိုသာထိမှန်ခဲ့ပြီးအပြစ်မဲ့အယက်သားထိခိုက်တေဆုံးတာတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။စစ်တပ်ရဲ့အယက်သားတွေပေါ်ပြုမှတ်ထားတဲ့လေကြောင်းတက်ခတ်မှုတွေဒုံမြင်လှုပ်ဆောင်လာပြီးမြဲနိုင်ငံကအတိုင်းဝိုင်းရဲ့စိုးရင်ရှုတ်ချမှုတွေကလွဲပြီးထိရောက်တဲ့အရေးယူပိတ်ဆို့မှုတွေဖိအားပေးမှုတွေကိုတည်တည်တသာလှုပ်ဆောင်နိုင်တာမျိုးမရှိတဲ့ပေါ် ဝေဖန်ပေါ်ဆုံမှုတွေလည်းထွက်ပေါ်လာပါတယ်။